ဟယ်လိုအားလုံးမင်္ဂလာပါတော်လှန်ရေးအတွက်အမြဲအင်တိုင်းအားလိုက်ပါဝင်ကူညီနေကြတဲ့ပြည်သူတွေအတွက်တရင်ကောင်းရှိပါနေဦးပဲ STV ရဲ့အစုရှယ်ယာတွေကို NUG စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ ICO1 ICO2 ဆိုပြီးတော့နှစ်ချိန်တိုင်တိုင်အောင်မြင်စွာရောင်းချခဲ့တယ်တော်လှန်ပြည်သူတွေအားကြောင့် STV ဘဏ်တည်ထောင်ပြီးတော့နှစ်နှစ်တာကာလအတွင်းမှာ USD 20.5သန်းတန်ဖိုးရှိတဲ့ အစုရှယ်ယာရောင်းချလို့ရတဲ့ငွေတွေနဲ့ຫນွေယူတော်လန်ရေးကိုထိထိရောက်ရောက်တစ်ဖက်တစ်လမ်းကနေပြောပံပိုးပေးနိုင်ခဲ့တာလို့လည်းအားလုံးလည်းအသိပါအခုကိုပါဝင်ဝယ်ယူထားတဲ့ STB token တွေကိုကဘာ exchange တစ်ခုပေါ်မှာစတင်မြင်တွေ့နေရပါအခုလို exchange ပေါ်ရောက်ပြီဆိုတော့တကဘာလုံးကညင်းညောင်းနေတဲ့သူတွေက STB token တွေကိုစိတ်ကြိုက်ဝယ်ယူစုဆောင်းနိုင်ပါဘူး။ယင်းညောင်းနေတဲ့သူများလေလေ SDB token ရဲ့တန်ဖိုးတက်လီလေးပါတော်လန်ကြီးအလုံးနိုင်ငံရေးစီးပွားရေးပြည်လဲဥမ္မော့လာပဲနိုင်ငံတက်မှာရှင်သန်ကြီးပြင်းလာပဲအနာဂတ်မျိုးဆက်တစ်တွေကိုတရားသောတနအမွေလက်ဆင့်ကမ်းနိုင်မှု SDB token တွေကိုရေရှည်စုတောင်းထားနိုင်မှုအလုံးအရေးကြီးပါဒီတော့ကျွန်တော်တို့လိုမျိုးအိတ်ချင်းပေါ်မှာ STB token တွေကို အကြောင်းဝယ်လုပ်ချင်ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲရှိသူတွေအတွက်လည်း STB counter ဖွင့်လှစ်ထားပြီးတော့ဝန်ဆောင်မှုတွေအပြီးဝပေးနေပြီလို့လည်းသိရပါတယ်။ဒါကြောင့် NUG အစိုးရရဲ့ Banner ရေးအောင်ပွဲအရွေးအကြီးကြီးတစ်ခုဖြစ်တဲ့ဒီ STB token exchange listening မှာအနာဂတ်နိုင်ငံတော်အတွက်ရောမိမိအတွက်ပါအကျိုးအမြတ်တွေအများကြီးရရှိဖို့သူပါဝင်ရင်းနှီးမြှုပ်နှံအားဖြင့်ပေးကြဖို့ဖိတ်ခေါ်လိုပါတယ်ခင်ဗျာ။